မြန်မာနိုင်ငံကလူဦးရေတသန်းကျော်ကိုကုလသမဂ္ဂစားနပ်ရိက္ခာအစည်းအဝေး WFP ကထောက်ပံ့မှုတွေရပ်တန့်လိုက်မယ်ဆိုရင်လက်ရှိစားနပ်ရိက္ခာလိုအပ်ချက်ကြီးမားနေတဲ့မြန်မာဒုက္ခသည်တွေပိုပြီးအခက်အခဲတွေနဲ့ရင်ဆိုင်လာရနိုင်တယ်လို့ဒုက္ခသည်ရေကူညီနေသူတွေကပြောပါတယ်။ကင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ IEC ရဲ့အတွင်းရေးမှူးနှစ်ဖြစ်တဲ့ကိုပညာက WFP အကူအညီတွေဖြတ်တောက်လိုက်ရင်ကြားပြည်နယ်မှာနေစဉ်အကူအညီလိုအပ်နေတဲ့ဒုက္ခသည်တသိန်းခွဲကျော်အတွက်စားတောက်ရေးပိုင်းမှာပိုခက်ခဲသွားမယ်လို့ပြောပါရယ် ဒီအရက်ဖက်ဖွဲ့စည်းတချို့နဲ့မဖြစ်စေတချို့အာ international NGO တို့ဖြစ်စေပါတော့ကျွန်တော် human trainer ကိစ္စကိုကျွန်တော်ဝိုင်းဝန်းပြီးတော့မှပြည်ညာပြည်ညာပါတော့ကီနီမာတော့ကုညင်ပေးနေတာရှိတော့ပါတော့အကေအာ WFP ကဖက်တော်လိုက်မယ်ဆိုရင်တော့တခြားလူကိုတော့ကျွန်တော်တို့ကဒီနစ်နပ်ပြီးတာပေါ့နော် RGSX ကလည်းဖက်တော်ချင်းပေါ်မှာလည်းထားပြီးတော့တစ်ဆင့်ပေါ့တစ်နစ်နာတွန်းနိုင်လို့ဒုက္ခရတွန်းနိုင်လို့ကျွန်တော်ပြောလို့ရတယ်ကရတီနယ်မှာတိုက်ပွဲတွေကြောင့်ထွက်ပြေးနေရတဲ့ဒုက္ခသည်နှစ်သိန်းခွဲကျော်ရှိပါတယ် အဲ့ဒီကလူကြီးတသိန်းခွဲကျော်ဟာနေစဉ်အကူအညီတွေလိုအပ်နေတာကြောင့်နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အကူအညီတွေကိုမျှော်လင့်နေရတယ်လို့ဆိုပါရယ်။ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်အဆက်ကဒုက္ခသည်ရေးကူညီပေးနေသူတို့ကလည်း WFP အကူအညီကိုမှီခိုနေရတဲ့ဒုက္ခသည်အနည်းဆုံး9000ကျော်အတွက်စွေနေပါရယ်။ရှမ်းပြည်ကို WFP ကသူတို့ဖြစ်ပြားဒီကိုခိုင်တကြောရှိရဗျာဒီကြောရှိရဗျာအဲ့တော့ကျွန်တော်ရှမ်းပြည်တော့အနည်းဆုံးတစ်ခါ9000နဲ့ထပ်မှာတော့ရှိရပြေးကြတယ် WFP ထောက်ပံ့မှုနဲ့ရည်တည်နေရတဲ့ရှမ်းပြည်နယ်တောင်ပိုင်းကစပေးဒုက္ခသည်တအူးဖြစ်တဲ့ဒေါ်ဝေဝေကလည်းဒုက္ခသည်တွေဘဝရည်တည်ရေးပိုကျတဲလာမှာကိုစိုးရိမ်နေပါတယ်ဒီလိုလာထောက်ပံ့တော့ကျမတို့တွေ့ထူလုံးတော့ဗောနီနော်လို့လည်းမရှိတဲ့ဖဲဆိုတော့တော့အဲ့လိုမျိုးအလုပ်ရှိနေဒီဟာလေးဒီနဲ့ထိုင်စားလို့ရတော့အခုဆိုရင်အဲ့လိုမျိုးထိုင်စားဖို့ကျော်နေဒီထဲမှာလည်းမီဝေစားရလဲဖီးရလဲနော်ဒီကဲဆိုကိုယ်ရှင်လုံးကိုမြင့်လည်းလေ ရခိုင်ပြည်နယ်ကဒုက္ခသည်အများစုကလည်း WFP အထောက်ပံ့တွေကိုမိခိုနေရတာပါ။တိုက်ပွဲတွေကြောင့်ရခိုင်ပြည်နယ်မှာအ ਨੇ စုံလူကြီး9သိန်းကျော်နေရွှန့်ခွာနေရပြီးသူတို့အတွက် WFP အကူအညီမရတော့ရင်အတော်လေးကြက်တဲသွားနိုင်တယ်လို့ဒုက္ခသည်အရေးကူညီသူတဦးဖြစ်တဲ့ဦးခိုင်ကောင်းဆန်ကပြောပါရယ်။ငကိုကလေးကမှဒီတပ်ပြေကဆင်းရဲတယ်။နောက် ဒီပြည်တွင်းစစ်တန်ကြောက်ဆိုရင်လည်းဖြတ်တောက်မှုတွေခံထားရတယ်။အဲ့ဒီပုံမှန်မှဒီ WFP တို့ကလည်းသူတို့ရဲ့ငွေကြေးခက်ခဲတွေကြောင့်ဗနာငွေခက်ခဲကြောင့်ဖြတ်တဲ့မယ်ဆိုရင်ဖြတ်တောက်မယ်ဆိုရင်တော့တော်တော်ကိုဒီအခက်ခဲမှုတွေကြုံတွေ့တော့ကြာမှာပေါ့။လာမယ့်ဧပြီလကစပြီး WFP ကသူတို့ရဲ့အကူအညီတွေကိုရပ်တန့်တော့မှာပါ။ ဒါကြောင့် WFP ရဲ့ထောက်ပံ့ကိုပဲအားထားနေရတဲ့ Ranger တွေအပါအဝင်ရခိုင်ပြည်နယ်အလဲပိုင်းကနေရဲစွန့်ခွာသူတသိန်းကိုပါထိခိုက်စေနိုင်တယ်လို့ဆိုပါတယ်။ထိုင်းမြန်မာနယ်စပ်မှာကာလာရှေချာစစ်ဘေးတိမ်းရှောင်နေရတဲ့ကရင်ဒုက္ခသည်တွေလည်းစံနေအခါပြတ်တောက်ခံရမယ့်အခြေအနေရှိနေပါတယ်။ကေမျိုးသားစီယုံ KNU ပြောခွင့်ရသူပရိုဆော့တော်နီကတော့ WFP ရဲ့စာနယ်ဇင်းအခါဖြတ်တောက်မှုကြောင့်ကြုံရမဲ့အခြေအနေကိုမှန်းဆလို့မရသေးဘူးလို့ပြောပါတယ် မြန်မာပြည်သူတွေကိုစားနပ်ရိက္ခာအထောက်ပံ့တွေဆက်ပေးနိုင်ဖို့အမေရိကန်ဒေါ်လာတန်း60အရေးကြီးလိုအပ်နေတယ်လို့ WFP ကမတ်လ14ရက်နေ့ကထုတ်ပြန်ထားပါတယ်။ရမုံငွေလိုအပ်ချက်ကြီးမားလာတာကြောင့်အကူအညီတွေရပ်တန့်ရတာဖြစ်ပြီးနောက်ထပ်ရမုံငွေအသစ်မရတော့ဘူးဆိုရင်ငါးနှစ်အောက်ကလေးကိုဝင်ဆောင်နှုတ်တိုက်မိခင်မတန်ဆွမ်းစတဲ့ထိခိုက်လွယ်အုပ်စုတွေကလူကြီး3000ကျွဲလောက်ကိုပဲဆက်လက်ကူညီနိုင်တော့မယ်လို့ WFP ကပြောထားပါတယ်ရှင်။